ဝိသောကားတွေဝိသောဆိုင်ကြီးတွေဆိုတာမိုးဘွားကြလာတာမဟုတ်ဘူး။နေစမ်းနေလမ်းကြောင်းတစ်ဆောက်ဖြတ်လာတာအဲ့ဒီမှာအစင်းစင်းခင်ဗျားတို့ပိုင်ရဆိုင်ရာတွေဟောတာတောင်တင်မြောက်တင်တောင်ပေးမြောက်ပေးနေဘယ်သူမှတောင်အောင်ရှိတယ်။တရားစီတောင်ဝင်ဖန်းတာမျိုးတွေရှိနေတယ်။ပစ္စည်းကိုလည်းတိမ့်မယ်လူလည်းအယူမယ်ပေါ့။မနေ့ကဆိုလို့ချင်းကျွန်တော်အပိုင်းနဲ့ဈေးတဲ့နှစ်ယောက်မိသွားတယ်။တရားဆွဲပြီး1300ရှိတယ်။ကြပါလေ အားလုံးဝမင်္ဂလာပါမွေး channel လေးရအောင်ကြိုဆိုလိုက်ပါတယ်မုတ်တီနဲ့တက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကတော့အရောက်မှအရေးကြီးရပါတော့ဝတ်တောက်ကားလေးဆိုင်ကလေးကိုလိုက်လံဖန်ဆီးပြီးတော့မိဝါလို့ရှိဒီကိုပါထောင်ချတယ်ပေါ့နော်ဒီပုံမှာပြည်သူတွေကနေပြီးတော့နိုင်ငံတော်ကအရာရှိတွေကိုဒီလိုမျိုးမလုပ်ဖို့တောင်းဆိုလာတဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေလည်းဗုဒ္ဓတာသင်ခန်းစာရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်အဲဒီဝတ်တောက်ကားလေးခင်ဗျားတို့နှာဝတ်တောက်ဆိုင်ကလေးဝတ်တောက်ဆိုင်ကလေးကြောင့်ခေါင်းထဲတော့မထည့်ဘူးဘာကြောင့်လဲဆိုတော့တနိုင်ငံတော်အဲ့ဒါလိုင်စင်လုပ်ပြီးလိုက်ပြီးတော့ ဒီအဲ့တာမန်ဆင်းရဲသားလေးတွေပဲဟုတ်လားအခြေခံလူတန်းသားတွေပဲဟုတ်လားအတုံးပြုနေတာသူတို့အဆင်ပြေအောင်လုပ်ပေးလိုက်ခင်ဗျားတို့တကယ်တမ်းကျတော့ဘယ်သူမှဝေးသားကိုလည်းကားလည်းမစီးချင်ဝေးသားဆိုင်ကလည်းမစီးချင်ဘူးခင်ဗျားတိုင်းဖွံ့ဖြိုးတိုးတက်အောင်အစိုးရတွေကချိုးပန်းပေးရမှာလေဒီလိုစောက်ပြတ်တတ်နေလို့ဒီလိုဒီလိုဓာတ်တွေသူတို့မှစီးနေရတာခင်ဗျားတို့အကလုံးမတအောင်ရှိတယ်အဲ့တအောင်ရှိတာကိုနောက်တစ်ခါဒီဒီဝေးသားကားတွေဝေးသားဆိုင်ကတွေဆိုတာမိုးဘွားကြလာတာမဟုတ်ဘူး ဒီဟိုနေစမ်းနေလမ်းကြောင်းတစ်ဆောက်ဖြတ်လာတာအဲ့ဒီမှာအစင်းစင်းခင်ဗျားတို့ပိုင်ရဆိုင်ရတွေဟောလာတောင်တယ်မြောက်တယ်တောင်ပေးမြောက်ပေးနဲ့ခင်ဗျားတို့တက်နိုင်ကလုံးပြတ်နေတာအဲ့တော့ဘယ်သူမှတာဝန်ရှိလဲအကုန်လုံးမှတာဝန်ရှိတယ်အဲ့ဒီလိုက်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့တဲအောင်အောင်ကြံမှာမဟုတ်ဘူးနောက်ဆုံးတော့ဒီကိစ္စကြီးကိုပြည်သူကပိုက်ပေါ်မိတဲ့ပြည်သူကလာခံရတယ်ပြီးတော့လည်းအခြေခံလူဒန်းစားအများစုခင်ဗျားတို့အဲ့ဒီမှာတထေးတွေကတော့ဟိုလိုင်စင်ကားကိုနှစ်စီးစီးပေါင်းပြီးတော့ဝေးတော့နေဟောလာပွာရတာတွေရှိတယ်အဲ့ဒီကောင်တွေအကုန်လုံးပိတ်ဖမ်းမှာ ဟုတ်လားခုနတော့ကခင်ဗျားအခုဒီဝေးတော့ကားတွေဖမ်းတော့ဝေးတော့ဆိုင်ကြီးတွေဖမ်းတော့ဘယ်မှာထားပါလဲဆက်အောင်မဆက်အောင်ဘော်လုံးကွင်းတွေကွင်းတွေဟုတ်လားပြီးမွေးတယ်ဗျဗနဲ့နဲ့ပြစ်ထားမှာလဲအဲ့မှာချုပ်ကြမယ်ထုပ်ကြမယ်ရောင်းစားကြမယ်ဘာအခွန်ပဲပြန်မှာပြီးဘာလုပ်မှာလဲတန်ရီစိတ်အောင်ပို့မှာလားဒီကားတွေကိုခင်ဗျားတို့ဟိုလိုင်စင်ဟိုလေလံပြစ်ပြီးတော့လိုင်စင်ပေးပါလားအဲ့မှာခင်ဗျားတို့စီဝါရိုက်ပြီးလှုပ်စားကြအောင်တိုင်းရုံစဲအောင်ပို့လဲတိုင်းရပြဘာဘာနာရမှာ ဝန်ကြီးဌာနတွေကိုခွဲရမ်းနဲ့လှိုင်းစင်ချပြီးဟိုပေးပြီးတော့လှိုင်းစင်ချပြီးဦးမှာဒါဆိုရင်တော့လည်းတမျိုးဟုတ်လားနောက်ဆုံးပြခင်ဗျားတို့ဒီဒီပြည်သူတွေကိုပဲခင်ဗျားတို့တင့်တော်တဲ့ဟုတ်လားသူတို့ပိုင်စင်တွေအခွန်ဆောင်ခိုင်းပေါ့ဗျာတိုင်းပြည်လဲစူးစီနောက်တစ်ခါတော့မလုတ်ခိုင်းနဲ့ပေါ့နောက်တစ်ခါလုံးရင်ခင်ဗျားတို့အကုန်လုံးထောင်ချပြစ်လေဒါပဲရှိတာဥပဒေလေးစားလိုက်နိုင်တဲ့လူတယောက်မှမရှိဘူးဆိုတော့ခင်ဗျားတို့ဥပဒေအကြောင်းလာပြောနေဥပဒေဆိုတာလူကလုတ်တာ နော်ညီအောင်ညီချင်းညီအောင်ပြထန်လို့ရတယ်မညီချင်းမညီဘူးပြောလို့ရတယ်နော်အဲ့ဒါကတော့ခင်ဗျားတို့ရဲ့စေတနာနဲ့ပဲဆိုင်တယ်ခင်ဗျားတို့အရင်ဥပဒေကြောင့်လာမပြောနဲ့ညီမကြီးမဥပဒေကြောင့်ပြောအရင်ရှိစရာကောင်းတယ်ဆိုင်ကဝတ်တော်ကားဝတ်တော်တွေကိုဖမ်းဆီးရေးယူဖို့နိုင်ငံတော်အကြီးအကဲကညွှန်ကြားထားတာမျိုးတွေရှိတယ်ဒါကြောင့်မလို့ဒီရပိုင်းထဲမှာတက်ကြိုက်ဆဆားကိုလိုက်လံဖမ်းဆီးရေးယူနေတာမျိုးတွေတော်ရုံမျိုးပါမကျန်ပြုတ်လို့လာတာတွေ့ရတယ်တချို့နေရာတွေမှာဆိုရင်အိမ်ထဲရှိတဲ့ဝင်ဖမ်းတာမျိုးတွေရှိနေတယ်ပစ္စည်းကိုလည်းတိမ့်မယ် လိုလဲအယူမယ်ပေါ့ဒါကြောင့်တချို့နယ်တွေမှာဆိုလို့ရှိရင်အပြင်းတွေတော့မထွက်ကြဘူးသိပြီးတော့ကိုယ့်ရဲ့ပစ္စည်းတွေဆိုင်ကယ်တွေကိုလည်းတောထဲမှာတောက်ဖွက်ထားတဲ့ဗီဒီယိုဖိုင်တွေလည်းတက်လာတာမျိုးတွေရှိတယ်။လမ်းမကြီးဒီပုံမှာလည်းကားတွေဆိုင်ကယ်တွေရှင်းလင်းနေတယ်။ဒီတော့ဒီပစ္စည်းတွေကဘယ်ရောက်ဝင်လာလဲ။တစည်းမှမြန်မာနိုင်ငံကထုတ်နိုင်တဲ့စွမ်းအားမရှိဘူး။အလောက်ထိအဖြစ်မရှိဘူးမြန်မာနိုင်ငံကထုတ်နိုင်တဲ့စွမ်းအားမရှိဘူး။အကုန်လုံးကပြီးပါနေဝင်လာတဲ့ကားတွေကြီးပဲ။သူတို့ပြန်ထိုင်းနိုင်ငံလေဇာပေါက်ကနေတဆင့်တောင်းအိမ်မြစ်ကိုကူးပြီးတော့ကန်ကူပြီးဝင်လာတာပေါ့။အဲ့တရားမဝင်တဲ့ကားတွေဟာတရားဝင်ခဲ့တီကို ဘယ်လိုဖြတ်သန်းလာလဲဆိုတော့လူကြီးမင်းတော်စဉ်းစားသာကြည့်တော့ custom gate တွေဖြတ်သန်းရမယ် BGF gate တွေ temporary desk scan gate တွေအသီးသီးကိုဖြတ်သန်းလာပြီးတော့လွတ်လွတ်ကျွတ်ပဲပြည်သူလူထုလက်ထက်ကိုဒီဆိုင် gate တွေကားတွေဟာရောက်ရှိလာခဲ့တယ်ဒီ gate တွေကိုဖြတ်သန်းတဲ့ကြီးတွေဟာလည်းမနေဘူးလို့သိရတယ်တကယ်တကယ်ကိုတစည်းတစည်းဖြတ်သန်းမှုရာသိန်း30လောက်ထိကိုကျတဲ့နယ်လို့သိရတယ်တကယ်တကယ်ချင်းစီဖြတ်သန်းမှုရဲ့ကုန်ကျစရိတ်ပေါ့ဆိုတော့ဒီလိုကားတွေဆိုင် gate တွေဖြတ်သန်းမှုတွေဟာ ဒီ KG တွေပေးရတာဘသူတွေကိုပေးနေရတာလဲဒီ KG တွေကဘသူတွေလက်ထက်ရောက်သွားတာလဲဆိုတော့လေလူကြီးမင်းတွေအတီးပဲဖြစ်ပါတယ်နောက်ဆုံးတော့ပြည်သူလူထုလက်ထက်ရောက်တယ်ရောက်တဲ့ခါမှာလဲအခုလိုစီမံချက်မရှိခင်ကတည်းကလဲဥပဒေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနေရတွေကတော့ဒါသူတို့တာဝန်တိုင်းဖမ်းဆီးနေတာမျိုးတွေတောက်လျှောက်ရှိနေတာပါပဲအခုမှသာဒါပိုက်စိတ်တိုက်ပြီးတော့ဒါစီမံချက်တစ်ခုအနေနဲ့ဖမ်းဆီးရဆိုပေမဲ့တောက်လျှောက်တော့လည်းဖမ်းနေတာပါပဲဒါပေမဲ့ပြောချင်တာကဒီနေရာမှာ license ကားတွေ సై ကယ်တွေစီးနေတဲ့သူတွေအမှန်တမ်းမှနဲ့နာပါတယ်ဆိုတဲ့အယူဆအမျိုးကလည်းဒါလည်းမှန်တာပဲ ါပေမဲ့ license ကားတွေဆိုင်ခဲ့တယ်ဆိုတာကမြို့ကြီးတွေပေါ်မှာဒါအများစုရှိတာပါမြို့ကြီးပေါ်ဆိုရင်တော့မှပဲရန်ကုန်မြို့မှာဆိုလို့ရှိရင်မင်္ဂလာတော်မြို့နယ်လဲခုမြို့နယ်အဲရွှေပြည်သာလှိုင်းသာယာဆယ်စည်းမှာ6စည်းရဝက်တော့ဖိုင်ခဲ့ဒါရင်နဲ့ဘာတော့လောက်ကြလဲဘာလောက်ကြလဲဆိုလို့ရှိရင်တော့တေးကြတာတစ်ခုကတော့အဲမနက်ဈေးသွားတယ်ဈေးပြန်တယ်ចောင်းပူတယ်ចောင်းကြူတယ် ဒါမျိုးလေးတွေနဲ့အဆင်ပြေနေတာပေါ့အဲ့တော့မြန်မာနိုင်ငံကပြောချင်တာပေါ့အာကိုဗစ်လည်းဖြစ်ထားတယ်ဆေးရည်တွေလည်းဖြစ်ထားတယ်ကုန်စည်တုံးတွေကကြီးတယ်ပြည်သူလူထုကလည်းတော်တော်လေးကိုချွတ်ချုံကြပြီးမွဲတေပြီးဆုတ်ပြတ်နေပြီဒီလိုအခြေအနေမှာဒီလိုမျိုးဖမ်းဆီးတဲ့ရေးယူတယ်ဆိုတော့ပြည်သူလူထုထောက်ခံမှုရရှိလာမလားပြည်သူလူထုပို့ပြီးတော့စောင့်မြင်ကတ်လာမလားဆိုတော့သိချစဉ်းစားဖို့လိုတယ်ဥပဒေဥပဒေနဲ့မြန်မာနိုင်ငံဥပဒေနဲ့မညီတာရအများကြီးအများကြီးပဲဝါလနဲ့ကင်ထားလည်းဥပဒေနဲ့ညီသလား KI လနဲ့ကင်ထားဥပဒေနဲ့ညီသလားအဲ့ကနေမီထဲမှာ season လေပတ်နေကြတယ်ဥပဒေနဲ့ညီသလား ဥပဒေနဲ့မညီတာတွေမှာအများကြီးပဲဒါပေမဲ့ပြည်သူလူထုဟိုဥပဒေနဲ့မညီတာကိုညီအောင်ဘယ်လိုလုပ်ပေးမလဲဆိုတာတော့အစိုးရတောင်းဝင်ပဲနောက်ဆုံးဒီစကန်ဂယ်ရီကားတွေဟာဘယ်မှာနေကုန်းချုပ်သွားမလဲဘယ်လိုပုံစံနဲ့ဖမ်းဆီးမှာလဲဖမ်းဆီးပြီးရပစ္စည်းတွေဘယ်လိုမျိုး manage လုပ်မှာလဲဆိုတာလည်းရှိတယ်သူတီးတယောက်ကောင်းမှုရဖို့သူတူမှပြက်လင်ကစားဆိုတာတော့မဖြစ်အသင့်ဘူးပေါ့ဗျာကျွန်တော်ဘကိုးမျိုးပေါ်မှာစိုင်းကလေးတအားဖမ်းနေပါတယ်အဲ့တော့မိဘပြည်သူများအနေနဲ့မျိုးပေါ်တက်မယ် မြို့ပေါ်လူတွေသွားလာမယ်ဆိုလို့ရှိရင်သူကယူဆိုင်ကြပါအခုစားကအရင်တော့လို့ရိုးရိုးဖမ်းတာမဟုတ်ဘူးဆိုင်ကယ်ဥဝတ်တော်မင်းရင်တခါတည်းတရားရုံးတင်တရားစွဲထောင်ချတဲ့အဆင့်တွေရောက်နေတယ်နော်အဲ့တော့ကျွန်တော်တို့ဝတ်တော်စီးတဲ့ညီကိုမောင်နှမတွေအဲ့ကယူဆိုင်ကြပါလို့နော်ဘာဖြစ်လို့လဲဆိုတော့မရှိတဲ့ဂျားတဲ့ပူပင်တော့ကတွေနဲ့ရှင်ဆိုင်ရမှာကြောက်လို့ပါ เนาะဟိုကျွန်တော်လူချင်းမင်းများကိုလည်းတောင်းဆိုတော့ဟိုအရင်လိုလေးလှုပ်ပေးကြပါလားဗျာနော်အူဆိုင်ကယ်တွေပေါ့ဝက်တောက်တွေမိတယ်မိတယ်ဆိုလို့ရှိရင်ဥပမာဒဏ်ရိုက်တယ်ဒဏ်ရိုက်ပြီးလို့ရှိရင် license တခါတည်းဝင်ခိုင်းတယ်မဝင်နိုင်ရင်ဆိုင်ကယ်ဆုံးတယ်ဝင်နိုင်တဲ့လူတွေဆိုင်ကယ် license လေးပေးဝင်ရင်တော့ပိုကောင်းပါမယ်အခုလိုမျိုးကြီးဆိုင်ကယ်လဲတိတ်လူလဲထောင်ချဆိုတော့ကျွန်တော်တို့ပြည်သူတွေတအားဒုက္ခရောက်ပါတယ်ဗျာ ျွန်တော်ဒါကျွန်တော်တို့ခံစားနေရတဲ့ခံစားချက်လေးကိုတောင်းဝင်ရှိလူကြီးမင်းများသိရှိအောင်ကျွန်တော်တို့ကအွန်လိုင်းပေါ်ကတစ်ဆင့်တင်ပြခြင်းဖြစ်ပါတယ်ဟုတ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်အပိုင်းနဲ့ဈေးတယ်2000မိပါတယ်ဒါခါလက်တရားဆွဲပြီး1300လရှိကြပါလေအဲ့တော့ရင်ထဲမှာတော်တော်မကောင်းအဲ့တော့ဘကိုးမျိုးနဲ့အတွင်းမှာရှိတဲ့လူတွေများများ တော့လူတွေပေါ့နော်အထူးသဖြင့်မြို့ကိုဈေးတက်ဝယ်တာတွေပဲတက်လာလို့ရှိရင်သတိထားကြပါနော်ဆိုင်ကယ်ကအခုကသာရိုးရိုးဖန်တန်ရိုက်လောက်ဆိုရင်တော့ဖြည့်ရှင်းလို့ရတယ်ဗျနော်အခုဥစ္စာကဝတ်တော့စီးတာနဲ့မိတာနဲ့ထောက်ချတာနော်တို့ခတ်တာဝတ်တော့တွေကဘယ်ကနေဘယ်လိုဝင်လာလဲတော့မသိဘူးဗျနော်ဗမာပြည်မှာဆိုင်ကယ်ဝတ်တော့တွေကအများကြီးပဲ ်ဆိုင်တွေမှာလည်းအခုအများကြီးပါဟောတောက်တယ်နော်အဲမဲ့အခုဝတ်တောက်တွေကိုဖမ်းတယ်ပြီးလို့ရှိရင်လေးလံပြန်ပြစ်တယ်လေးလံကယူတယ်ပြီးရင်အဲဝတ်တောက်ကိုပြန်ရောင်းတယ်အခုကျွန်တော်ပြည်သူကပြန်ဝဲတယ်ပြန်မှတန်တရာကြီးကလဲနေတယ်အဲ့တော့ကျွန်တော်တို့က license လေးလုတ်ပေးရင်တော့ပူကောင်းပါတယ်ကျွန်တော်တို့ဘကိုးမှာအရင်တော့ license တွေပြန်ဖွင့်မယ်ဖွင့်မယ်ပြောတယ်အခု license လေးကိုဘကိုးမှာတောင်းရှိတယ်မိဘပြည်သူများလူကြီးမင်းများက ကျွန်တော်တို့ပြည်သူတွေစိတ်အေးလက်အေးလေးနေထိုင်လို့ရအောင်ဆိုင်ကလေးကိုစီးရင်လွတ်လွတ်လပ်စီးလို့ရအောင်လိုင်စင်လေးပြန်လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်လို့နော်ရှင်ထဲမှာမကောင်းဘူးဗျ ခဲ့ပါမျိုးတွေပွဲပြူလေးရတဲ့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဝက်တောက်ကားတဲ့ဆန်ကယ်တွေကိုလက်လံဖန်ဆင်းနေရတဲ့ပတ်သက်ပြီးတော့ဒီကိုရီးယားပြည်ပြလာတဲ့ဗီဒီယိုလေးကိုတိကျခင်ရပါပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေလည်းဘဟုတုတ္တသင်္ကန်းစာရအောင်လို့ပြန်လည်ညှောင်းလိုက်ကြပါပဲဖြစ်ပါတယ်ကြည့်နေတဲ့မျိုးတွေမှာလည်းဝက်တောက်ကားတဲ့ဆန်ကယ်တွေရှိရဆိုလို့ရှိရင်တော့ဒီတက်တန်းတိုးပေါ့နော်ဒီတိုင်းသွားလို့ရှိရင်အရောက်မှာအန္တရာယ်ရှိပါတယ်လို့ပြောချင်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှောင်ကောမန့်လေးကိုပြပြီးတော့ရပါရှင့် ောက်ထပ်လည်းမဆက်လီတဲ့နေ့ဟာတာဗီဒီယိုတွေပို့တိုက်ရဲ့ဆက်ဗီဒီယိုတွေကိုမျက်စိနဲ့တိစပ်ပြီးတော့မမမော channel လေးကို like subscribe လေးတောက်ပို့တော့ဆပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါး